ကျွန်တော်ရဲ့အမေဆွေများပေါ့နော်ဒါကတော့အပတ်စဉ်ကျွန်တော်တို့ပုံမှန်တင်ပေးနေရဖြစ်တယ်ဟောစရန်လေးဖြစ်ပါတယ်ဟွန်းဒုက္ခကျေပွင်းလို့နာမည်ပေးထားတာပေါ့နော်ဒီဟောစရန်လေးရဲ့တတန်းဆိုရင်လည်းကြာမြင့်ပါပဲကျွန်တော်သတိတွေလည်းကျွန်တော်ရဲ့ပေးမှာစဉ်ဒါတေယောကံလေးချိုးထားပြီးသားဖြစ်ပါတယ်ကျွန်တော်သတိတွေတွေပရမအုဆုံးကြတဲ့ကံကြမ္မာနမိတ်ကတဲ့သူကအရှင်ပြန်ခြင်းထမြောက်ခြင်းပဲနမိတ်ပေါ့နော်သူရဲ့နမိတ်က ဒါလူတွေပြန်ပြီးတော့အစင်ပြန်လာတယ်တဲ့အဲ့လိုနမိတ်ပါပဲအဲ့တော့ဒီနမိတ်ကဘာလဲဆိုတော့အစိုးရနေကောင်းနေအစင်မပြေရာကနေအစင်ပြေတယ်မကောင်းရာနေ ကောင်းတဲ့ကံကြမ္မာနမိတ်ကပရိနတ်သာသမီတွေကဒီကလာတွေမှာတဲ့အလောက်ကန်ခွင့်ရေးခွင့်လန်းရှားပွေနေတဲ့တနင်္လာသာသမီတွေဆိုရင်ဟိုးအရင်အရင်တော့ကကိုလုတ်ခဲ့မှုတဲ့အလောက်ဟောင်းနေ နေရာဟောင်းနေ အဲ့ဒီနေရာဒီမှာပါရောက်ပြီးတော့အလုတ်ကင်တွေစောက်ပစ်တင်တယ်။ရင်းတော့ကိုယ်နဲ့တွဲဖက်ပြီးတော့လုတ်ကင်ခဲ့ဘူးတဲ့မိဟောင်းဆွေဟောင်းနေလုတ်ဖော်ကင်ပဲဟောင်းနေနေပေါ့နော်ဆရာသမားအဟောင်းနေပေါ့ကျွန်တော်လူဟောင်းနေပေါ့သူတို့နဲ့ဆက်သွယ်ချိတ်ဆက်ပြီးတော့ကိုယ့်ရဲ့လုတ်ကင်ခွင့်ရခွင့်လန်းတွေကိုစောက်ပစ်တင်ပါလား။နော်အလုတ်ကနေပြီးတော့ထွက်ရတော့မလို့လို့ ਨੇ အလုတ်တွေပြန်ပြီးတော့အဆင်ပြေသွားတာမျိုးတွေလည်းဖြစ်တတ်တာ ယာဒုတွေမတိုးတော့တလူလုံးနဲ့ယာဒုတွေပြန်တိုးတာမျိုးတွေလည်းကြုံရတတ်တာ။နောက်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်နေတဲ့လူတွေမှာဆိုရင်ဘာသူတချက်တွေရှိလဲဆိုတော့သူကအလုပ်တွေမကောင်းတော်တော်လေးမကောင်းအဲမကောင်းတော့ကိုယ်အဲ့ဒီလုပ်ကိုရန်နာပြစ်ချင်လိမ့်တွေပေါ်တာပေါ့။အဲ့လိုရန်နာတော့မယ်လို့ကိုယ်ကဆုံးဖြတ်လိုက်တဲ့အချိန်မှာပဲကိုယ့်ရဲ့လုပ်တွေကပြန်ပြီးတော့သူစားနဲ့အဆင်ပြေလာတာမျိုးတွေလည်းကြုံရတတ်ပါ။အဲ့တော့အလုပ်တွေကိုရတ်တော့မယ်ဆိုကမှပြန်ကောင်းလာတာပေါ့နော်။ မျောလင်းချက်အမဲရာကနေပြီးတော့မျောလင်းချက်တွေပြန်ရှိလာပါတော့။ဒါကြောင့်ဒရဏသာသမီတွေရဲ့စီးပွားရေးတို့အလို့အကိုင်းတို့အကျန်းစီးတို့စိတ်ကူးတို့ကြည်ရွက်ချက်အိမ်မက်ချက်တွေအားတဲ့မျောလင်းချက်မဲရာကနေပြီးတော့မျောလင်းချက်တွေပြန်ပြီးတော့ရလာနိုင်ပါတယ်။ဒါဒရဏသာသမီကျွန်တော်ရဲ့မိတ်ဆွေတွေထဲမှာအလို့အတွက်နော်ဘာလို့လို့လို့အမှန်မသိတဲ့သူတွေအလို့အကိုင်းမကောင်းလို့စိတ်တက်ကြနေတဲ့သူတွေဆိုရင် ပြန်ကောင်းမယ်လို့ပြောချင်တာပါနော်။ မ္မနကကြတော့ငွေချင်းနဲ့ပတ်သက်တဲ့ကံပါငွေချင်းနဲ့ပတ်သက်တဲ့ကံမှာကြတော့ကျွန်တော်ကံကြမ္မာလဲဘိန်းဆိုတဲ့နမိတ်ကြကံကြမ္မာလဲဘိန်းဆိုတဲ့နမိတ်ကကြတော့ဘာလို့ပြောချင်တာလဲဆိုတော့ကောင်းသောအပြောင်းလဲတွေဖြစ်နိုင်တော့အဲ့တော့ကာလကြာစီထင်းငေါ်နေတယ်ကြံ့ကြာနေတယ်ငွေချင်းနဲ့ပတ်သက်တဲ့ကိစ္စတွေပြန်ပြီးတော့အဆင်ပြေလာတာမျိုးတွေဖြစ်တတ်တာတချို့ဆိုရင်ပတ်စံတွေရရရှိတယ်ဗျာတန်တာသားသမီးတွေမှာဒါပေမဲ့တောင်းလို့မရကြာနေတာပေါ့ ကံလျော်တဲ့ဒီကာလတွေကိုရောက်မှာအဲ့ဒီပတ်စံကိစ္စတွေအစဉ်ပြေလာတာမျိုးတွေလည်းကြုံရပါတယ်။အော်သူမြောက်ကကပေးစရာရှိတာမပေးနိုင်။မျောနေချက်တွေမဲ့တော့။အဲ့ဒီသူမြောက်ကပေးစရာရှိတဲ့ငွေတွေရာလည်းပဲတဲ့။ဒီကာလတွေကိုရောက်လို့ရှိရင်သူကကံကြမ္မာလဲပင်းရဲ့သဘောတဘာဝအရာပေးနိုင်လား။ဘလိုနည်းနဲ့ပေးနိုင်မလဲလို့မမင်းနဲ့။ဘလိုလိုနည်းနဲ့ဟိုကြံပန်းပြီးတော့အစဉ်ပြေပြီးတော့ပေးနိုင်လာတာမျိုးတွေကြုံရတတ်တာ။ ော်တချို့ဆိုရင်ပတ်စံတဲ့ငွေကြေးနဲ့ပတ်သက်ပြီးတော့စိတ်မောလူမောတွေဖြစ်နေတာပေါ့နော်ဟွန်းဘယ်လိုလုပ်ပါမလဲလောက်ကိုရင်ဘယ်လိုလုပ်ပါမလဲပေးမှပေးနိုင်ပါမလားရမှရပါမလားသမီးလေးအကြောင်းစိတ်ကိုဘယ်လိုလုပ်ရမလဲအဲ့လိုမျိုးဟိုပတ်စံကိစ္စတွေကပူနေတာပေါ့စိတ်ပူနေတာပေါ့အဲ့ကိစ္စတွေကလည်းချောချောမောမောနဲ့အဆင်ပြေသွားနိုင်တဲ့အချိန်ပေါ့ဒါတင်းလာသားသမီးတွေအတွက်အရေးကြီးတဲ့ကံတရားနှစ်ခုဟာနံပါတ်၁ကအလုတ်ပေါ့ အလုံးကကြတော့ဆိုရင်ပြန်ထားမြောက်ဆိုတဲ့နမိတ်ကြ။နောက်ငွေချင်းနဲ့ပတ်သက်တဲ့ကံမှာကြတော့ဆိုကံကြမ္မာလဲရင်းတဲ့နမိတ်ကြ။နှစ်ခုသလုံးကတော့သူကအစင်မပြေအားနေပြေတာကိုညွှန်ပြတာပါနော်။နောက်ဆွေမျိုးသားချင်းနဲ့ပူတွဲပေါင်းဆက်ဆက်တူရှယ်ယာအဲ့လိုလုပ်ငန်းမျိုးတွေဆိုရင်လည်းအောင်မြင်တတ်တယ်။နောက်လူငွေရေးနဲ့ပတ်သက်တဲ့ကံတော်တာတွေတော်တော်လေးကောင်းမှာလူချင်းလူငယ်များမယ်။နောက်ပညာရေးနဲ့ပတ်သက်တဲ့ကံမှာကြတော့နည်းနည်းလေးတခုရှိတာပေါ့။တတိထားမှာဘာလဲဆိုတော့ ဒါကိုယ့်ရဲ့အိမ်နှင်းရေလို့ကိစ္စတွေကိုယ့်ရဲ့မိသားစုအရေးကိစ္စတွေကိုအကြောင်းပြုပြီးတော့သူကပညာရေးကိစ္စတွေမှာအနှဲငယ်နှောင့်နှေးကြံ့ကြာမှုတွေကြုံရတတ်ပဲအဲ့ဒါလေးတော့တတိထားမို့မကိုယ့်ရင်ကသင်တန်းဖို့မပေးနိုင်တာလို့ကိုကနိုင်ငံကိုအကြောင်းသားတဲ့ဖို့ကြိုးစားနေတော့မကိုယ့်ရင်ကဟိုတတ်မှတ်ထားတဲ့အချိန်ကာလမှာပတ်စံတွေမဆိုင်ထုံးနိုင်တာတော့အဲ့လိုအဖြစ်အပျက်မျိုးတွေကြုံပြီးတော့ပညာရေးနဲ့ပတ်သက်တဲ့ကဏ္ဍတွေမှာကြတော့နည်းနည်းလေးအခက်အခဲကြုံရတတ်ပါတယ် နော်အခြေအနေကြီးကတော့တော်တော်ကောင်းပါတယ်။သူကရွှေကလတ်ရှိတယ်။အဲရွှေကလတ်ထဲကနေပြီးရေတွေကဖြာကျနေတဲ့နမိတ်ကြ။အောက်မှာကျတော့ကြာခံလေးရှိတယ်။ဒီနမိတ်ကကျတော့ဘာဝင်ညွန်ကြတာလဲဆိုတော့အေဂျင့်လား။အဲတော့အခြေအနေနဲ့ပတ်သက်ရင်အေဂျင့်။အိမ်တော်ရင်းနဲ့ပတ်သက်ရင်အေဂျင့်။အဲတော့ပူလောင်ပူဆက်ပူလောင်ဖြစ်နေတဲ့တင်းလာသားသမီးတွေဆိုရင်တော့မှာအခြေအတွေနှလုံးစိမ်ဝင်အေဂျင့်ပါပေါ့။တောကတွေกินမယ်စိတ်တန်းကြကောင်း။အခြေအနေနဲ့ကန်တာကောင်းတယ်။ တော့ချစ်သူကြောင့်နှလုံးစိတ်ဝင်အေးချမ်းရခြင်းတွေရှိတယ်။ပူပန်သောကခြင်းရခြင်းတွေရှိတယ်။စိတ်တိုင်းသာကောင်းခြင်းတွေဂျုံဝတ်တပါတယ်။အဲတော့ဒါကတော့ကျွန်တော်တင်းသာသားသမီးတွေဒီကာလာလေးတွေမှာဂျုံနိုင်တဲ့ကံကြမ္မာလေးတွေကိုကျွန်တော်တို့ရှင်းပုံရပါဘောနော်။တဲတော့နမိတ်ကလေးတွေဖတ်ကြပေးတာဖြစ်ပါတယ်။အဲတော့တင်းသာသားသမီးတွေတော့ကျွန်တော်တို့အကျိုးပေးတဲ့ကံကောင်းတဲ့အရောင်လေးတွေရှိပါတယ်။နံပါတ်၁ကအဖြူရောင်နံပါတ်၂ကအနဲ့ရောင်အဖြူနဲ့အနဲ့နဲ့ဟာတင်းသာသားသမီးတွေအတွက် ခံကောင်းစေတဲ့အယောင်လေးတွေဖြစ်ပါတယ်အဲ့တော့အကြောင်းရင်းကလေးတကြီးကအဲ့ဒီယောင်လေးတွေဝတ်သွားလို့ရတယ်စောင်းသွားလို့ရပါတယ်သူတို့ရအကျိုးပေးတယ်နံပါတ်၄ကတော့နှိကနန်းနဲ့နောက်ခုနှစ်ကနန်းဖြစ်ပါတယ်အဲ့တော့အကျိုးပေးတာပါနော်အဲ့တော့မြတ်စွာဘုရားရှင်ကိုတော့မြတ်ကြီးကိုကိုယ်ရေခေါဆွဲကတ်လူပါတဲ့ကိုယ်ရမကောင်းတဲ့ကံစားတာအညာခိုက်ပါစေရှင်ကောင်းကျိုးလိုရာဆန္ဒရရှိတယ်မှာဖြစ်ပါတယ် တဲ့ဟာသာသမီတို့ရဲ့မိတ်ဆွေပေါင်းလည်းကိုကြီးကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့လူရဆန္ဒတွေလည်းတလုံးတော်ရယ်ရရှိကြပါစေ။ကျန်တဲ့အောင်လို့ဆောင်းလင်းမြောက်ပါစေတဲ့။ယူရောမင်္ဂလာချမ်းတွေအားလုံးကိုလိုက်လိုက်လဲလဲဆုတောင်းမေတ္တာပို့သလိုက်ပါရင်။တို့ရဲ့မိတ်ဆွေကိုယူရောမင်္ဂလာချမ်းနေပြီးတော့တည်င်းစကားလေးတွေပါခြင်းပါလေ။နံပါတ်၁ကကျွန်တော်တို့အာလာနေလာတိုင်းတရနေတိုင်းပွင့်နေကြဖြစ်တဲ့ဘေရင်လက္ခဏာပင်နေဒီလလည်းရှိပါလေနော်။တရနေစပါမယ်။ တော့ဗေဒင်သနတဲ့ကျင်နေကျွန်တော်ရဲ့သူတွေကကျွန်တော်တို့တည့်ရက်နေ့ကိုအရောက်လာခဲ့ရမှာဖြစ်ပါတယ်ရက်ွက်ဥဆိုရင်မူထောက်ကန်တာရေသကန်ထောက်ကန်တာလေးတော့ယူဆောင်လာခဲ့ဖို့ဖြစ်ပါတယ်နောက်တစ်ခုကယူရောမင်္ဂလာအချံကိုဘုံတုံးနေ့ကလွှဲပြီးတော့ကျန်တဲ့ရက်တွေမှာပိတ်ရမစီဖွင့်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ယူရောမင်္ဂလာအချံကိုအကြောင်းမျိုးနဲ့မလာရောက်နိုင်တဲ့လူတွေကအွန်လိုင်းကနေပြီးတော့မေးလို့ရပါတယ်နော် ဟောစလန်မှာလို့ရတယ်ညီမတို့ရဲ့အကြောင်းကြီးကကိစ္စအခက်အခဲလိုက်ဗီဒီမေးနေတယ်ဆိုရင် 39962395လုံးခုနဲ့ဆိုတဲ့ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါတယ်။နောက်ကျွန်တော်ရဲ့အနေနဲ့ရမှာကြီးရကျွန်တော်ရဲ့မိတ်ဆွေတွေကိုအရေးကြီးတဲ့ပွဲတစ်ပွဲဖိတ်ပါမယ်။အဲ့ဒီပွဲကဘာပွဲလဲဆိုတော့၄ရက်17လ2025အဲ့နေ့ကဒဇမုံလပြည့်နေ့ဖြစ်ပါတယ်။ဒဇမုံလပြည့်နေ့ညကစေပေါင်းခတဲ့ညဖြစ်ပါတယ်။အဲ့ဒါတော့မလာပြနေညာစေပေါင်းခတဲ့ညာမှာကျွန်တော်တို့ယူရောမင်္ဂလာကျမ်းမှာဈေးခေါ်လက်ပွင့်မျက်နှာပွင့် ေးရစေဆေးဖော်ပွဲကြီးရှိပါတယ်။ညိုက်လာခဲ့ကြပါနော်ကျွန်တော်တို့ဒီမှာအတူတကွာဆေးဖော်ပွဲကျင်းပကြပါမယ်။အဲ့တော့တနင်္ဂနွေစာစနေစုံအပြိုသင်9ယောက်ကတန်လိုက်တုံးကိုမုံညင်းစီနဲ့တွေးတယ်။ခြေရေတက်တယ်မိတော်နဲ့အပေါ်တက်လာတဲ့မိုင်းတွေကိုယူတယ်ပေါ့နော်။ဘေးကလူပေါင်းများစွာက မြေတားတုတ်ဒီအုံဂါရာတွေအဲ့ဒါကိုတရဆက်ရွတ်တာ။လွန်မွန်လာပြင်းနေည7နာရီတိုးပြီးစေပေါင်းကပြီလဲဆိုတော့ အဲ့ရတွေကိုအပြိုတင်ခုနှစ်ယောက်တွေ့ရတဲ့တန်လိုက်စီတွေမုံညင်းစီတွေကိုခြေတွေသပကြီးစီခြေတွေနဲ့ဆေးပေါင်းတာပေါ့အဲ့စေးကဘာတွေသုံးလို့ရလဲဆိုတော့ရင်အင်တာဗျူးဖြေတာတို့အလုပ်လျှောက်တာတို့ဆိုရင်ရဘူးစံစားလေးတွေထုတ်သွားတယ်အိမ်ရောက်ထွက်ခြင်းနဲ့ကားရောက်ထွက်ခြင်းနဲ့ဆိုရင်အိမ်နံပါတ်ကားနံပါတ်လေးတွေကိုထုတ်သွားတယ်ဖလားသန်းသန်းနဲ့မှရေတံတဘူးထဲဆေးတော်ဤတစ်သက်ထည့်ပြီးတော့စိုင်းစစ်တွေအင်းစစ်တွေကိုပြပြန်တာအဲ့ဒါလေးကိုမနေ့မိုးလင်းရင်ရဘူးစံစားလေးတွေထုတ်ထားကြမြပြင် မြန်တနေကိုမျက်နာပွင့်တယ်လူချစ်လူခင်များတယ်ပြောစကားဆိုစကားတွေအောင်မြင်တယ်အဲ့တော့ဈေးကော်လက်ပွင့်မျက်နှာပွင့်ဈေးတော်ကြီးပေါ်ပွဲကိုတလောင်မုံလာပြည့်နေ့ညမှာယူရောမင်္ဂလာကျမ်းမှာကျင်းပမှာဖြစ်ပါတယ်အဲ့ဒီညမှာပေါ်တဲ့ဈေးတွေကိုရောက်လာတဲ့ဧည့်သည်တွေကိုပြန်လဲပြီးတော့ဝေပေးမှာဖြစ်ပါတယ်ဒါကြောင့်ဈေးတော်ကြီးပေါ်ပွဲကိုညနေ၄နာရီ၅နာရီလောက်အရောက်ကြွားခဲ့ကြဖို့ဖိတ်မှန်တွေကထူလိုက်ရပါတယ်